လာပါဒီနေ့မှာမျှဝေပေးခြင်းတာကတော့ကျွန်တော်တို့ရဲ့ဖုန်းမှာ Messenger တစ်ခုတည်းကိုပဲ Internet line ပိတ်ထားလို့ရမနေလေးကိုကျွန်တော်ဒီနေ့မှာမျှဝေပေးမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက်မိတ်ဆွေတွေရဲ့ဖုန်းထဲမှာရှိတဲ့ Messenger icon လေးကိုလက်လေးနဲ့ ကြကြလေးဖိထားပေးလိုက်ပါပြီးရင်တော့ဒီလိုလေးပေါ်လာပြီဆိုရင်ဒီအောင်လာကဒီအဆက်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီနေရာရလာပြီဆိုရင် data usage ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီနေရာရောက်လာပြီဆိုရင်တော့ဒီအောင်နာက disable mobile data ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ cloud လေးကို နှိပ်ပြီးဖွင့်လိုက်ပါပြီးရင်အောက်နာက disable wifi ဆိုတဲ့နေရာလေးကိုလည်းနှိပ်ပြီးတော့ဖွင့်လိုက်ပါပြီးရင်အောက်နာက background data ဆိုတဲ့နေရာလေးရဲ့ဒီအောက်နာခလုတ်လေးကိုလည်းနှိပ်ပြီးတော့ဖွင့်ထားပေးလိုက်ပါဒီ cloud လေး၃ခုကိုဖွင့်ထားပြီးပြီဆိုရင်တော့ပေါ်နာကမြားလေးကိုနှိပ်ပြီးတော့ပြန်ထွက်လိုက်ပါပြီးတော့ကျွန်တော်တို့ရဲ့ messenger တွေကိုကျွန်တော်တို့နှိပ်ပြီးတော့ပြန်ဝင်မယ် ီးရင်တော့ဒီအောက်နာမှာဒီလိုပေါက်လေးပေါ်လာပြီဆိုလို့ရှိရင်တော့အပေါ်နာက don't know what might be အကန်းဆိုတဲ့နေရာလေးကိုအမှန်ကြီးလေးနှိပ်ပြီးတော့ဖြန့်ပြလိုက်ပါ ပြီးရင်အောက်နာက later ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင် message ရဲ့ဖုံမှာတခြား social platform တွေမှာ internet အသုံးပြုလို့ရပြီးတော့ messenger တခုတည်း internet line အသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး ဒီနည်းပညာလေးကိုကြိုက်နေတတ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပေးဖို့မမေ့ပါနဲ့เนาะ